ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကောင်ဆောင်ကနိုင်ငံတကာချောင်းဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုလိုက်ပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုအရေးပုံမြင့်လာရင်သူ့ရဲ့အဆိုအရအနေနဲ့လူသားချင်းစာနာထောက်ထားရေးတုံ့ပြန်မှုကြိုတင်ပြင်ဆင်ထားတယ်လို့ပြောပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာကမ္ဘာလက်ခရီးသွားတွေကိုစစ်သွေးကြွတွေကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တင်းမာမှုတွေမြင့်တက်နေချိန်မှာအိန္ဒိယကမကြာခင်တိုက်ခိုက်ဖို့စီစဉ်ထားတယ်ဆိုတော့ခါလုံနဲ့ထောက်လန်းရေးသတင်းရရှိထားတယ်လို့ပါကစ္စတန်ကဆိုပါတယ်။လူ26ဦးသေဆုံးခဲ့တယ်။ဧပြီလ22ရက်တိုက်ခိုက်မှုအတွက်အိန္ဒိယကအစ္စလာမဘတ်အစိုးရကိုအပြစ်တင်ထားပေမဲ့ပါကစ္စတန်ကငြင်းဆိုထားတာပါ။ အဲ့ဒီအချိန်မှာညှိနှိုင်းမှုကိုလောက်ကိုလောက်ရမှာဖြစ်ပြီးမလောက်ရင်အိန္ဒိယကဘာမဆိုလောက်ဆောင်လာနိုင်တယ်လို့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသခေါင်းဆောင်ဆူလ်တန်မာမုတ်ရှောင်တရီကပြောပါတယ်။ဆော်ဒီအာရေဗျာ၊ကာတာနဲ့ UAE တို့အနေနဲ့အကြောင်းဝင်ဖြည့်ရှင်းပေးနိုင်လောက်တဲ့အခြေအနေမှာရှိနေတယ်လို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ဗြိတိန်တို့လိုနိုင်ငံကြီးတွေကလည်းအကြောင်းဝင်ညှိနှိုင်းပေးလို့ရတယ်လို့လည်းသူကဆိုပါတယ်။ ကက်ရှမီးယားဒေသကိုနှစ်ပိုင်းပိုင်းခြားထားတဲ့စီးတစ်လျှောက်မှာပဋိပက္ခဖြစ်နိုင်ခြေတွေများနေပြီးအိန္ဒိယဒရုန်းတစ်စီးကိုပါကစ္စတန်စစ်တပ်ကပစ်ချခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။